တောင်း X မှာကျူတူပါတယ် Marvel Studios ဒီ Avengers Doomsday ရုပ်ရှင်အတွက် Avengers တွေနဲ့ချဖို့ X-Men တွေ Professor X, Magneto, Cyclops, Mystic, Nightcrawler နဲ့ Gambit တို့6ယောက်ကိုခုံနေတဲ့အသည့်အလင်းကြီးညာခဲ့တယ်ဆိုတာကိုမှတ်မိကြမှာပါ Batman ညကမှတက်လာတဲ့သတင်းမှာတော့ပါဝင်မဲ့ X-Men စုစုပေါင်း15ယောက်ရဲ့ lineup အပြင်အဲ့ဒီ X-Men တွေကဘယ်လိုဝစ်စင်ထားကြမလဲဆိုတာကိုပါသိလိုက်ရပြီဖြစ်ပါတယ် I am vengeance. I am the night. I am Batman. Okay, ဒီတဲ့တင်းကို Marvel Studios ရဲ့ Digital Art ပိုင်းကိုကင်တွယ်သူ James McAwell ဆိုသူကသူလောက်ကင်ရင်နဲ့မြင်ခဲ့ရတဲ့ပကြီတွေအစစ်အမှန်တွေကိုပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပါတယ်။စုစုပေါင်းနဲ့ Tattoo X-Men စာရင်းမှာဆိုရင် Rogue, Mystic, Wolverine, Magneto, Nightcrawler, Colossus, Gambit, Storm, Cyclops, Iceman, Angel, Psylocke, Jean Grey, Professor X နဲ့ Beast တို့ဆိုပြီးတော့15ယောက်ဒီ main timeline 616က Avengers တွေနဲ့ X-Men ရှင်ကြီးအရှိမတိုက်ခိုက်ကြမှာဖြစ်ကြောင်းတိုက်ခိုက်ဖို့အတွက်ရေးဆွဲနေတဲ့ concept art တွေကိုမြင်ခဲ့ကြောင်းကိုရေးတင်ခဲ့ပါတယ်။ Hands up ပြီးအဲ့ဒီ15ယောက်လုံးကဘာတွေဝစ်စင်ထားလဲ၊ဘယ်လိုပုံစံမျိုးမြင်ရမလဲဆိုတာကိုပါထည့်သွင်းရေးသားထားပါတယ်။သူရဲ့အဆိုအရ Rogue ဒီ Boot ဖက်နဲ့အမြင့်ကိုအစိမ်းရောင်ဝစ်စုံနဲ့ဝစ်စင်ထားမယ်။သပင်ကအမဲနဲ့အဖြူကိုမှ comic ထဲကလိုမျိုးအယောင်ဆက်ထားမယ်ဆိုပြီးတော့သိရပါတယ်။ ယ် mistake ကတော့အရင်မြင်ခဲ့ဘူးတဲ့ပုံစံအနေနဲ့မတူဘူးအဖြူရောင်ဝစ်စုံကမှပေါင်ကြားမှာစကတ်လိုမျိုးချထားတဲ့ပုံစံမျိုးကိုဝစ်ဆင်ထားတယ် Wolverine ကတော့ comic accurate ဝစ်စုံမျိုးမဟုတ်ဘူး leather jacket နဲ့ချင်းပေါင်းမီကိုပဲဝစ်ထားတယ်မျက်နှာပုံစံအရဆိုရင် Deadpool 3တဲ့က Henry Cavill ရဲ့ Wolverine ပုံစံမျိုးကိုအမတ်ရစေတယ်ဆိုပြီးတော့ရေးသားထားပါတယ် and next Magneto ဘိုးတော်ကို comic တွေ animation တွေမှာမြင်ရမယ့်ပုံစံမျိုးအနီရောင်ခေါင်းဆောင်ကြီးနဲ့ခရမ်းရောင် cape ခရမ်းရောင်အတောင်ပံကြီးနဲ့မြင်ရလိမ့်မယ် Nightcrawler ကိုတော့အမဲရောင်ဝစ်စုံပေါ်မှာမှအနီရောင် pattern န်အချို့ပါဝင်တဲ့ဝတ်စုံကိုဝတ်ဆင်ထားတယ်ဒါသုံးချောင်းကိုဂိုင်ထားတယ်ဆိုပြီးတော့ရေးထားပါတယ် of course သူရဲ့ style ပုံစံမျိုးလမ်းနှစ်ဖက်မှာဓာတ်နှစ်ချောင်းနဲ့အမီးမှာဓာတ်တစ်ချောင်းဂိုင်တွဲထားမှာမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ယောက်ကတော့ဆောက်ရမ်းမိုက်တဲ့ပုံစံနဲ့ colossus ပါသူဒီ deadpool ရုပ်ရှင်တွေထဲမှာအရှိ x-man ရုပ်ရှင်တွေထဲမှာမြင်ခဲ့ရတဲ့ပုံစံနဲ့တူမှာမဟုတ်ဘူး comic တွေ animation တွေတဲ့ကလိုမျိုးအနီရောင်နဲ့အဝါရောင်ဝတ်စုံကိုမှအနီရောင်ဖက်နှက်အရှိနဲ့တွဲပြီးတော့ဝတ်ဆင်ထားတာကိုမြင်ရမယ် next gambit ကတော့ deadpool 3ရုပ်ရှင်တွေကပုံစံမျိုးကိုပဲအင်ကြီးအနက်ခရမ်းရောင်အာမ ါကိုမှခေါင်းမအမဲအောင်ခေါင်းပန်းတဲ့အတူမြင်ရမယ်အပူအနေနဲ့ကတော့လေဘင်းတဝိုက်မှာချိန်ကျိုးအချို့ရဲ့ဘလေးဇာတစ်ခုကိုဝစ်စင်ထားမယ်ဆိုပြီးတော့ရေးသားထားပါတယ် of course ရုပ်ရှင်အစ်စ်ဖြစ်တာကြောင့်သူတို့က gambit ရဲ့ suit ကိုအရင်ဟာကြီးပဲယူမသုံးမဲနဲ့အနှဲငယ်တော့ပြောင်းလဲမှုတွေလုပ်ထားအောင်မှာဖြစ်ပါတယ်ဇက်ပြီးနောက်တစ်ယောက်ကတော့မုံနိုင်တို့ရဲ့နဖျားမ storm ကို comic accurate ပုံစံမျိုးအဖြူရောင်ဝစ်စုံအဖြူရောင် cape အဖြူရောင်အတောင်ပံနဲ့မြင်ရလိမ့်မယ်ဆိုပြီးတော့ရေးထားပါတယ် cyclops ကို classic ဆန်ဆန်အဝါနဲ့အပြာရှင်ဘတ်မှာတစောင်း x ပုံစံနဲ့အနီးဆက်ဆုံး ုံး X-Men 97နဲ့က Star မျိုးနဲ့တွေ့ရမယ်။ Bobby Iceman ရေခဲကောင်ကိုတော့ဘာဝစ်ထားတယ်ဆိုတာကိုပြောရခက်တယ်။ရေဆွဲထားတဲ့ပုံမှာသူ့ရဲ့တကူလုံးကအင်ကြီးပါမကျန်ရေခဲပုံစံ Ice Form ပုံစံမျိုးဖြစ်တယ်ဆိုပြီးရောရေးထားပါတယ်။ Next အတောင်မန်နဲ့ X-Men Angel ကိုတော့အနီရောင်ဝစ်ဆောင်အပြည့်ကိုမှရှင်ဘတ်မှာ X logo အဖြူရောင်နဲ့ရေဆွဲထားတယ်။ Cylox Sexy အမျိုးသမီးကိုတော့ Sexy ဆန်ဆန်ဝစ်ဆောင်မျိုးကိုချက်ဝစ်ဆောင်မျိုးကိုမှခါမှအနီရောင် Scarf ပဝါကိုချိတ်ဆွဲထားမယ်ဆိုပြီးရောသိရပါတယ်။ Jean Grey ကတော့သူ့ရဲ့ Classic ဆန်ဆန်ပုံစံမျိုး ုပဲ X-Men 97နဲ့ကပုံစံမျိုးဖြစ်လိမ့်မယ်။သူမြင်ခဲ့တဲ့ပုံမှာဆိုရင် Beast နဲ့ Professor X ကတော့ဘယ်လိုပုံစံဖြစ်မလဲဆိုတာကိုမပါခဲ့ဘူး။ရေးဆွဲထားတဲ့ပုံဒီ X-Mansion ရဲ့အပြင်ဘက်အပိုင်းကိုရေးဆွဲထားတာဖြစ်ပြီးတော့သူတို့ကတော့အတွင်းထဲမှာ possibly Monica Rambeau နဲ့အတူရှိနေတာဖြစ်နိုင်တယ်ဆိုပြီးတော့ရေးသားထားပါတယ်။ And that's it guys ဒီပုံစံအရဆိုရင်နောက်နှစ်ဒီဇင်ဘာလမှာငငယ်ကကြိုက်ခဲ့ဘူးတဲ့ X-Men သရုပ်ဆောင်တွေဒီအခုလိုမျိုး comic ထဲကနေတူတဲ့ Accurate ဖြစ်တဲ့ဝစ်စုံတွေနဲ့အတူ Avengers တွေနဲ့ခြားတော့မှာကိုမြင်ရတော့မှာလည်းဖြစ်ပါတယ်။စောက်ရမ်းမိုက်မယ် ယ်ဆိုတာလည်းသိကြပါဗျ။ So Predator တို့ကအောင်ကြိုက်ကြရလားဘယ် X-Man ကိုအကြိုက်ဆုံးဖြစ်မလဲဆိုတာတွေကိုလည်း comment section မှာရေးသွားပေးခဲ့ကြပါဦး။ And as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက် video တွေမှာပဲတွေ့ကြရအောင်။